မင်္ဂလာပါမိထလာမျိုး family စီစဉ်ရပါရှင်ဒီမှာတော့ mino fan ရဲ့အချိုးကျေးဇူးနဲ့ bedrock surgery ကိုရှင်းပြပေးသွားပါမယ် mino fan လို့ခေါ်ရစီက mino post ကြုံတွေ့နေရတဲ့အမျိုးသမီးတွေအထက်ထုတ်လုပ်ထားတဲ့ hara စီတစ်မျိုးဖြစ်ပါတယ်အဲ့တော့ mino post ဆိုတာဘာလဲ mino post ဆိုတာကတော့အမျိုးသမီးတွေမှာရာသီ12လဆက်တိုင်မလာတော့ဘူးဆိုရင်တော့သွေးဆုံးပြီလို့ပြောလို့ရပါတယ်အမျိုးသမီးတော်တော်များများမှာသွေးဆုံးကင်ချင်ရောက်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေပေါ်လာတတ်ပါတယ်။လူဆုံးချိန်ရောက်တဲ့အခါမှာ estrogen နဲ့ progesterone လို့ခေါ်တဲ့ဟော်မုန်းတွေကယောနှဲလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတွေရဲ့ခန္ဓာကိုယ်မှာ tree track များလာမယ်၊ mood swing ဖြစ်လာမယ်၊ညတွေဆိုအိပ်မပျော်ပဲဖြစ်လာမယ်၊ကြာလာတာနဲ့အများအရိုးပွားလာမယ်၊အရေပြားတွေခြောက်လာမယ်။ဒီလိုလက္ခဏာတွေအများကြီးပေါ်လာတတ်ပါတယ်။ဒါကြောင့်မို့လို့ဒါရီကိုတတ်တာဖို့ဆိုရင်ဟော်မုန်းကိုပြန်ပြီးတော့ထိန်းညှိပေးနိုင်မယ်။အာဟာရဖြည့်စွက်စွာစီတမျိုးတောက်ဖို့လိုအပ်ပါတယ်။ပြထားတဲ့ minofan ဆိုတာကလည်း menopause supplement တွေရာတစ်မျိုးဖြစ်ပါတယ်။ဒါထဲမှာဆိုရင်အဓိကက phytoestrogen ပါဝင်တဲ့အတွက်ကြောင့်မို့လို့ဟော်မုန်းညှိနှိုင်းမှုကူညီပေးနိုင်တယ်။ calcium နဲ့ vitamin D ပါတဲ့အတွက်အရိုးကိုပြန်လည်တန်ဆွမ်းစေတယ်။အရိုးပွားခြင်းကိုကာကွယ်ပေးတယ်ပေါ့နော်အဓိက B vitamins D နဲ့ magnesium တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့လည်းဒီ mood swing ဖြစ်တာတွေကိုကာကွယ်ပေးတယ်။အိပ်မပျော်တာတွေကိုလည်းလျှော့ချစေတယ်ပေါ့နော်။ menopause ဖြစ်တဲ့သူတိုင်းမှာတောက်တင်လာဆိုရင်တော့တွေးဆုံတာလည်းတည်ကြတယ်။ခုနကပြောတဲ့လက္ခဏာတွေပေါ်လာခဲ့တယ်ဆိုရင်တော့ ဒီလိုဖြည့်ဆွက်စာကိုတောက်တင်ပါတယ်ဒါပေမဲ့ဟော်မုန်းဆေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖိထွက်ဆိုးကျိုးတွေရောရှိပါတယ် side effect အနေနဲ့ဘိုင်းအောင်နာမအီမသားဖြစ်တာတွေးပေါင်ကြီးကြတာမျိုးတွေဖြစ်တတ်ပါတယ်တတိထားမဲ့တစ်ချက်ကတော့တကယ်လို့ကိုယ်စီမှာ ဒီရင်သားကန်စာသားဦးအိမ်ကန်စာဓာမျိုးတွေရှိနေတယ်ဆိုရင်တော့လုံးဝမတောက်တဲ့မှာဘူးဆိုတော့ဟော်မုန်းကူတုံးခံယူနေတဲ့တချို့အမျိုးသမီးတွေမှာကန်စာနဲ့လေးဖြတ်ခြင်းစားတဲ့ဆိုးကျိုးတွေဖြစ်နိုင်ကြောင်းပြောကြားထားတာကိုလည်းတွေ့ရပါတယ်။ဒါမျိုးလို့ဆရာဝန်နဲ့အကြံပြုပြီးမှသာတောက်တုံးတင်ပါရဲ့နော်။အားလုံးပဲဒီလောက်ဆိုရင်အနေငယ်တိလောက်ပြီလို့ထင်ပါတယ်။ကျေးဇူးများတင်ပါရှင့်။